အနောက်တောင်အကုန်လုံးကငြိမ်သက်ပြီးထက်ဆောင်နေခဲ့ကြသည်ခနာအကြောင်မှာတော့တိုးအုံနဲ့အတန်ကြားလိုက်ပြီးတောင်းရတကောင်ကပြောင်မှုဆိုင်ကင်းနောက်လာနေရကိုတွေ့လိုက်ရတာပါတမနန်ဖို့သူတို့အိမ်လေးမှာတော့ဒေါ်ပြုံးရဲ့ခက်ဆူဆူအောင်ပြောတဲ့ကထွက်ပေါ်လာခဲ့တော့တာ အမလီတော့ကျုပ်ဆိုင်ခင်းနေတော့ကုန်ပါပြီအမလီလေမနီယာမှာရေလောင်းပေါင်းနေထားတဲ့အပင်နေဒီနေ့တော့အကုန်လုံးပွာပလောင်းခတ်နေပါလားဒီလိုနဲ့ဖို့တူလဲဒေါ်ပြုံးတန်ကြတော့ဆိုင်ခင်းနေနာကို အပြေးရောက်လာခဲ့တာပါအမေဘာဖြစ်တာလဲဘာဖြစ်ရမှာလဲတာရဲ့ဒီမှာကြည်စမ်းမအောင်အမေစိုက်ထားတဲ့အပင်နေတကူမှအကောင်နိုင်မရှိတော့ဟမ်ဟုတ်တာပဲဘလို့ဖြစ်တာပါလိအဲ့ဒီအချိန်မှာပဲ ဦးသိန်းလည်းရောက်လာခဲ့တယ်။ကြက်စိတ်သွားတာနီမှာပေါ့ပြုံပြုံ၏။အိုတော့ကြက်စိတ်တိုင်းမြစ်တွေကျန်ခဲ့မှာပေါ့တော့ခုကအမြစ်ပါရှိမနေတော့ဘူးလေ။ဟုတ်သားပဲဘီကဒါကြက်တော့မဖြစ်နိုင်ဘူး။အကောင်တကောင်ကောင်ပဲဖြစ်လိမ့်မှာ။ထားလိုက်ပါပြုံပြုံရဲ့။နောက်သီးနဲ့နေထက်ဆိုင်ဖို့အတွက်ကြုတ်ချံကိုနှောင်းအောင်ခတ်ပြီးပါမယ်။ဦးကွယ်စားကန်ကြီးရဲ့ကြုတ်သီးနဲ့နှမျောလိုက်တာတော့နေကင်းမဲ့ရောက်တော့ ဖိုးထူကငပိန်နှုတ်ဝင်ကိုထွက်လာခဲ့လိုက်တယ်။နေရလေပူလိုက်တာ။အုတ်တို့ဆောင်းခဲလို့တော်သေးရပေါ့။မြင်မြန်လေးရှောက်အောင်ပါပဲ။ဒါလိုပြောပြီးဖိုးထူလေခက်သက်သွက်လေလမ်းလျှောက်နေကြတော့တယ်။အဲ့ဒီအချိန်မှာပဲသူရှိရနေလာတဲ့ဆောင်းမောင်တွေ့လိုက်တာပါ။ဟာဆောင်းမောင်ပါလား။ဘယ်လဲဟာ။ငါဈေးထဲကိုမျိုးစစ်ဝယ်ဖို့သွားမလို့ဟာ။နေအောင်ဘယ်လဲ။ငါငပိန်နှုတ်ဝင်ကိုသွားမလို့လी။အော်ဟဲ့လား။အဲ့ဒါဆိုရင် ငါမျိုးစေ့ဝယ်ဖို့အတွက်သွားလိုက်အောင်မယ်နော်။ဟမ်။ဘာမျိုးစေ့တွေမို့အလောကြီးနေရာနဲ့စောင်းမိုက်။မပြောချင်တော့ပါဘူးပို့သူရဲ့။မင်းညာလေတို့ရခရမ်းကျင်နေအမဲ့တွေကိုဘသူလာကူးသွားတယ်မသိပါဘူး။တလုံးမအောင်မရှိတော့တာ။ပြီးတော့အပေနေလေကြိုးကြည့်ပြီးတော့ပြက်စီးကုန်လို့အဲ့ဒါအစ်စ်ပြန်ဆိုင်ကိုလုံနေတာ။ဟင်ဟုတ်လား။အေးပါအဲ့ဒါဆိုရင်မြန်မြန်သွားလေ။အေးအေးငါသွားပြီနော်။နောက်မှပဲတွေ့ကြတာပေါ့။အေးအေးဆောင်းမဒီလိုနဲ့ဆောင်းမလေးတွတ်သွားတော့ ဖိုတူလည်းအဲ့နေရာကနေလမ်းမြန်ရောက်လာခဲ့လိုက်တယ်။ငပိန်တို့အင်းရှေ့ကိုရောက်မှာတော့ဖိုတူဟာငပိန်ရေပြိုးငပိန်တောင်းတော့နားလိုက်ပြီးတော့ထက်ကော်လိုက်ပြန်နေ။ငပိန်ရေပြိုးငပိန်ဟာပြန်လဲမထူးလာပါလား။မဟုတ်မှသူတို့အိမ်မှာဘသူမှမရှိကြအောင်နေတူနေ။ဒါလို့ဆိုလေကွက်ပြေပေါ်မှာခဏတော့ထိုင်ဆောင်တာပေါ့။ဒလုံနဲ့ပိုတူလည်း ုပြစ်ပေါ်မှာထိုင်ဆောင်နေလိုက်တယ်။ခဏလောက်ကြာမှတော့ငပိန်တယောက်ခမောက်ဆောင်ပြီးပေါက်တူးကိုတန်းလို့ပြန်ရောက်လာခဲ့တာပါ။ဟာဖို့တူပါလားဘယ်တော့နေရရောက်နေရလဲ။စွန်းနာရီဟာကမင်းကဘယ်သွားနေရလဲ။ဘယ်သွားရမှာလဲ။ရွာနောက်မှာရှိတဲ့တို့ခင်းကိုသိရမလား။အေးသိရလေ။အဲ့ဒီခင်းကဘာဖြစ်လို့လဲ။ဘာဖြစ်ရမှာလဲဟာ။အဲ့ဒီခင်းကအသီးနဲ့နေအရင်နေ့ကပဲဖျက်ဆီးခံလိုက်ရတယ်လေ။အဲ့ဒါဒီနေ့အစ်စ်ပြန်ဆိုင်ဖို့လုပ်နေတာဟာ။ မင်းတို့ဆိုင်ခင်းလေအပြည့်စည်းခံရတာလားအေးကွာအဲ့လိုထင်တာပဲဘသူလုတ်သွားတယ်ဆိုတော့ငါတို့လည်းမသိလိုက်ဘူးငပိတ်ပြောချောင်းဖို့သူလည်းတစ်ချက်ငြိမ်သွားခဲ့တော်လေဖို့သူဟင်ဖို့သူဟမ်ဘာတော့ဘာရစဉ်းစားနေရလဲဟာအဲ့လိုပြောပြီးငပိတ်ဟာပေါက်တူးကိုချလို့ကမောက်ကိုချုပ်ကောင်းကပြစ်မောင်ဝင်တိုင်းလဲဒီအေးဟာငါတို့ရင်ဟာဆိုင်ခင်းလေမနေ့ညဖြည့်စည်းခံလိုက်ရတယ်ဟင် ဟုတ်လားဘလို့ဖြစ်တာလဲအေးအဲ့အရင်မကောက်စောင်းမားတို့စိုက်ခင်းလေအပြည့်စီခံလိုက်ရရင်လူကြားတယ်ကဟောဒါဆိုဘလို့ဖြစ်တာပါလိဒို့စိုက်ခင်းလေအပြည့်စီခံလိုက်ရတာဆိုတော့ဒါသွေးရိုးသွေးရိုးတော့မဖြစ်နိုင်အေးငါလည်းအဲ့လိုထင်တာပဲငပင်ကအဲ့ဒီစိုက်ခင်းနေကိုဖြက်စီးနေရဲ့သူကဘသူလို့တင်လဲอืมလာဖြက်စီးတာအောင်မမြင်လိုက်ရဘူးဆိုတော့တရဲတွေလုံးရမြန်လားမင်းကလေမျက်မြင်ကိုတွေ့မရှိပဲနဲ့ တရေတွေဘာလို့ပြောလို့မရအောင်လေဟာအေးကွာအဲ့ဒါလေးဟုတ်သားပြီဒါဆိုတို့ဒီဒီညာလိုက်ချောင်းကြည့်ကြမလားချောင်းတော့ဟုတ်ပါပြီဘသူ့အိမ်မှာသွားချောင်းပါလေอืมတော်မတို့အိမ်မှာဆိုရင်တော်မတို့အိမ်တော်မှာ ပြောင်းမှုတွေအများကြီးရှိုက်တာတွေဟာဟုတ်လားအဲ့ဒါဆိုရင်တော်မတို့အိမ်ကိုအရင်သွားကြတာပေါ့ခွချက်ချင်းလားပို့တူရဲ့ဒါဘောငပိန်ကလာသွားကြရအောင်ဒလုံနေပို့တူတို့လေငပိန်တို့အိမ်ကနေထွက်လာခဲ့တော်တယ် ရွာလန်းတနီယာနာရောက်မှတော့ရှေ့ကနေစပိန်စီးပြီးလာနေတဲ့မိဝိုင်းမနဲ့တိုးတော်တာပါ။ဟာမိဝိုင်းနေပေးသွားမှလေ။ဘေးမှမသွားဘူးငပင်းရဲ့။ငါစပိန်ရှောက်စီးနေရ။ဒါလို့ဆိုငါတို့နဲ့လိုက်ခဲ့ပါလား။နင်တို့ကဘေးသွားမလို့လေ။တိုးဘောတို့အိမ်ကအကျိုးအကြောင်းတော့ခွေးရောက်မှပြောပြမယ်။ Okay လေ။အဲ့လိုဆိုရင်သွားကြတာပေါ့။ဒါလို့နေပို့ထူးနေငပင်းကမိဝိုင်းစပိန်နောက်မှာတက်တိုင်လိုက်ကြည့်။ ဟဲ့နင်တို့ရှိရနေမနှင်းကြဘူးလားဘာလဲနင်တို့ဝေကြုံကတင်းနှင်းဟာမလားတကတလေလေးနင်းကြည့်ပေါ်မိဝိုင်းမရဲ့နင်တို့နော်အကျင့်ဦးမကောင်းကြဘူးဒလွန်နဲ့မိဝိုင်းမလည်းစပင်းအောင်အားကုန်နေလို့အဲ့နေရာကနေထွက်လာခဲ့တော့နေအနောက်တော့မိဝိုင်းမနင်းလာတဲ့စပင်းလေးတော်ဘောရိန်ကိုရောက်လာခဲ့တော့တာအောင်မလီမောလိုက်တာကဲစင်းကြတော့ဟဲ့နင်တို့နှစ်ယောက်ကိုတင်ရလို့ဒီမှာအမောစုံနေပြီ ဟာမင်းတို့ဘာလဲမပြောမစုံနဲ့ဘာလာလုပ်ကြတယ်ဘာလို့ ਆ မှာလဲမင်းမုံစားနေရတို့အိမ်ထီအောင်အနှမ်းရနေလို့လာလူစားစားပါနော်လူစားစရာမလိုပါဘူးကျွေးပါလေအေးကွာစားရည်အသာထောင်းငါတို့လိုင်းကိစ္စရှိတယ်ဟာဘာမြလေပို့တွေ့ငပင်ပြောတာမင်းတို့အိမ်နာမှာပြောင်းမှုပင်နေစိုက်ထားတယ်ဆိုဟုတ်လားပြောင်းမှုပြုတ်စားကြင်လို့လားမရအောင်နော်ငါမေကငါ့အောင်ခုခိုင်းသေးတာမဟုတ်ဘူးယခုဖို့မဟုတ်ဘူးတို့ဘွားရဲ့ ဒလုံနဲ့ဘိုတူလည်းအကြိုအကြောင်းပြောပြလိုက်တော့တယ်။မိဝိုင်းကဟေးဟုတ်လားအဲ့ဒါဆိုတရားလုံးဒီမှာဖြက်စည်းခံနေရတဲ့နေ။ဘာလို့ဆိုလဲတို့အိမ်နာအကြီးမဲ့တယ်လဲမနက်ကဆိုရင်သူ့ဆိုင်ခင်းနေပြက်စီးသွားလို့ဆိုပြီးတော့စိတ်ဆိုးအော်ပြောနေတဲ့အံကြားလိုက်တယ်ဟာ။ဒလုံစုံတော့တေးကြနေပြီ။အဲ့ဒါတရေပဲဖြစ်ရမှာ။ငါလည်းအဲ့လိုတင်မိရဲ့တော့ဘောရဲ့။ကဲပါတင်မိကြတယ်ပြောမနေနဲ့။ဒီညပဲစောင့်ကြည့်ကြတာပေါ့။ဒါဆို ဒီညာတော်ဘောတော်အိမ်ကိုရောက်မလာဘယ်လိုလုပ်မလဲ음ဒီညာရောက်မလာလေနောက်ရက်ပေါ့အင်းလေးအဲ့လိုဆိုရင်စောင့်ကြည့်ကြတာပေါ့ဒါနဲ့ခုကစောရေးရှိသေးရင်ဆိုတော့တို့ပေါ့နနို့အိမ်မှာပါရှိလေတခုလှုပ်ရှားကြရအောင်တင်မောတိတော်ရှိရဲ့ဟာတုတ်စားကြမလားဥကောင်းပါပဲတုတ်စားကြတာပေါ့ဒီလိုနဲ့ညာဘက်ရောက်တော့ဖိုးတူးတော်လေကျုံနေကြတဲ့ကနေပြောင်းမှုကြီးရှိရဘက်ကိုချောင်းနေခဲ့ကြတာပါဖိုးတူးက တို့ပေါ့မင်းဓာမီယူလာတယ်မဟုတ်လားယူလာတယ်ဖို့သူရဲ့ဒီမာလီအဲ့လိုပြောပြီးတော့ဖို့သူကိုပြလိုက်တယ်။ Okay okay ယူလာရင်ဟုတ်ပြီအဲ့ဒါနဲ့ငပိန်ကဒါနဲ့ဒုအောက်ပန်းနေရဲ့ရာဒီနေ့လာရောလာပါမလားဟုတ်သားပဲဒုလုံနေရမှန်ရောမှန်ရလားငါ့အကျင်တော့မှန်လိမ့်မှာအချိန်ကနာတော့ထက်ဆောင်ကြည့်တာပေါ့အနောက်တော့အကုန်လုံးကငြိမ်သက်ပြီးထက်ဆောင်နေခဲ့ကြတယ် ခနာအကြောင်မှာတော့တုံးအုံးနဲ့အတန်ကြားလိုက်ပြီးတုံးရဲ့တကောင်ကပြောင်မှုဆိုင်ခင်းနောက်လာနေရကိုတွေ့လိုက်ရတာပါငပယားဟာဟိုဟိုမတုံးဝဲကြည့်ပါလားတို့တို့ငပယေခနာတော့စောင့်ကြည့်ကြတာပေါ့ဒါလို့နဲ့ဖို့သူတို့လည်းတုံးဝဲလုံသည်မြကိုစောင့်ကြည့်နေခေကြတယ်ပြောင်မှုခင်းနောက်ကိုရောက်လာတဲ့တုံးဝဲကြီးကပြောင်မှုရိုးရံကိုသူ့သွားရင်နဲ့ကျိုးလိုက်ပြီးဆွဲယူသွားခဲ့တာပါ မိဘိုင်းကဟဲ့ဟဲ့တောဝဲကြီးကသွားပြီနေတူရင်းလာလာတို့တွေတောဝဲနောက်ကိုလိုက်သွားကြရအောင်အနောက်တော့ပူထုတို့လည်းတောဝဲနောက်ကိုတိတ်တိတ်လေးလိုက်သွားကြတော့ရီဒီလိုနဲ့ပူထုတို့လည်းတောဝဲနောက်ကိုလိုက်နေရင်ကတော်ရဲတနေရာကိုရောက်လာခဲ့တာပါတော်ဘောကဟိုတော်ဝဲနောက်ကိုမလိုက်လို့မရဘူးလားဘာလို့လဲတော်ဘွေငါငါကြောက်လို့ဟာ ။အော်တမီးကိုင်မီကြောက်မနေပါနဲ့တုပ်ပေါ်ရဲ့။ရှေ့ဦးသားလမ်းပြဆက်မှာ။ဒလုံနဲ့ဆက်သွားနေရင်ကဂျုံနေနားရောက်မှာ။ဖို့သူဝတုပ်ပေါ်တမီးပိတ်လိုက်တော့။အဲ့ဒီချိန်မှာပဲတော်ဝက်ကြီးကသူ့ကိုင်လာနေပြောင်းမှုကိုသူ့ကလေးတွေကိုအစာကျင်းနေခဲ့တာပါ။ဖို့သူဝဟမ်။တော်ဝက်ကြီးကသူ့ကလေးတွေအတွက်အစာရှာပေးနေခဲ့တာပဲ။ဟုတ်ပါနော်။တင်အောင်မတင်သားမိဘူး။ဒါဆိုတော့ဝက်ကြီးကတို့ရတွေကစိုက်ကင်းတွေကိုဖျက်ဆီးပြီး သူ့ကလေးတွေကိုရှာကြည့်နေတာပေါ့နော်ဟုတ်တယ်မြေမရဲ့လာတို့တွေတောဝန်နာကိုသွားကြတာပေါ့ဒီလိုနဲ့ဖိုးထူတို့လည်းတောဝန်နာကိုတုတ်ကက်သွားလိုက်ကြတယ်ဖိုးထူတို့ကိုမြင်တော့တောဝက်လေးလန့်သွားခဲ့တာပါဟမ်လူလူသားတွေပါလားဟင်တောဝက်ကြီးကစကားပြောတတ်တယ်ဟုတ်ပါတယ်ကျမကစကားပြောတတ်ပါတယ်ဒါဒါနဲ့ဘာလို့ဒီလိုရောက်နေရလဲအဲ့ဒါ ကျွန်တော်တို့ရွာရဲ့စိုက်ခင်းနေပျက်စီးများနေအောင်စုံစမ်းရင်းနေဒီကိုရောက်လာခဲ့တာပါဟိုအဲ့ဒါလေကျမကလေးတွေအစာငတ်မှဆုံးလို့ရွာရဲ့တိနဲ့နေကိုသွားခိုးမိတာပါကျမကိုခွတ်လို့ပါနော်ဝမကြီးကအဲ့လိုပြောတော့ဝကလေးတွေလည်းတုံအုံနဲ့အော်နေခဲ့ကြတာပါတော်ပေါ်ကဝကလေးတွေတနာပါလေဖို့သူဘယ်လိုလုပ်ကြမလဲအင်းတို့ရွာကစိုက်ခင်းနေအပျက်စီးမရှိအောင်နေ့ ဝမ်းမာရီတို့မိသားစုလည်းအစီအမေသွားအောင်နီးလဲရှာကြရဖို့ဒါဆိုဒီလိုလုပ်ကြမလားဒိုးဝဲကဝမ်းမာရီတို့မိသားစုအတွက်ဒီတော်ကြီးထဲမှာအပင်တွေစိုက်ပြီးလိုက်ရောအင်းမိဝိုင်းကြံလည်းမစိုးဒါမင်းအမြင့်တော်လာကြည့်ပေးရလိမ့်မဟိုအပင်စိုက်ပြိုးနည်းကိုကျမအောင်လေတခါရေးတင်မိပါအဲ့လိုဆိုနောက်ပိုင်းကျမပဲကိုယ့်အကူစိုက်ပြိုးလိုက်ပါမင်းအစ်မအမဝမ်းမာရီအစာပိုင်းတော့ကျွန်တော်တို့အဖွဲ့ကပဲတောင်းဝန်ယူပြီးတော့စိုက်ပြိုးပေးပါမင်းဟုတ်တယ်ဗျာ အမောင်းဝမကြီးတို့မိသားစုစောင့်ဝတ်တော်ဖို့ပူဆရမလို့အောင်လုပ်ပေးပါမယ်။ကျေးဇူးတင်လိုက်တာကွေ။ရှားပါရဲ့ဗျ။ကဲဖို့သူညာလဲနဲ့နေပြီဆိုတော့တို့တွေအိမ်ပြန်ကြတော့မလား။မနေ့ပြန်မနေ့မှလူဝက်တာတွေယူပြီးတော့ပြန်လာကြတာပေါ့။ဟုတ်ပြီလေငပိ။အဲ့ဒါဆိုရင်တို့တွေပြန်ကြတာပေါ့။အိမ်နောက်တော့ဖို့သူတို့လည်းဝမကြီးကိုနှုတ်ဆက်ပြီးအိမ်နေရာကနေထွက်လာခဲ့လိုက်ကြတယ်။နောက်နေ့မနေ့ရောက်တော့ဖို့သူတို့လည်း လိုအပ်တဲ့ပေါင်တူတွေမျိုးစေ့တွေကိုကင်ပြီးတော်ရဲကိုရောက်လာခဲ့ကြတာပါအနောက်တော်ဝမ်းမကြီးဟာသူ့အဖေကိုဝမ်းသာအားရနဲ့ကြိုဆိုလို့ရင်းဟိုခုလိုရောက်လာပြီလို့ကျေးဇူးတင်ပါတယ်ရပါပြီဗျကျွန်တော်တို့လှုပ်တဲ့လှုပ်ထိုက်တောင်းလှုပ်တဲ့သဘောပါပဲဟုတ်တယ်အမဝမ်းမရဲ့နောက်ဆိုအမဝမ်းမတို့လိုအပ်တာတွေမှန်သမျှကျွန်တော်တို့ဖေကအစွမ်းကိုကြိုးစားပြီးတော့လှုပ်သားပေးပါမယ်ကျမလေးဟိုကျေးဇူးတင်စကားအရွယ်လို့ကျန်တာဘာမှမပြောတတ်တော့ပါဘူး တူဘောကတော့ဝက်ကလေးသုံးခေါက်နဲ့စော်ကစားနေခဲ့တာပါဟဲ့ဟဲ့လာလာဒီလိုလားဝက်ပေါင်လေးတွေကစစ်ဖို့ကောင်းလိုက်တာနော်အဟမ်အဟမ်ကဲကဲနိုင်ကိစ္စကိုပြပြအောင်လို့အရင်လုံးကြမယ်ဟိโอเคโอเคလုံးကြအောင်ပေါ့တူဘောကြီးလုံးဝစားကြအောင်ဟိအေးပါငါပဲရင်မင်းရင်လုံးနဲ့လေငါပြီးပါလာခဲ့မယ်ဟာအဲ့လိုမရဘူးလေအကုန်လုံးရမှာအဲ့ဒါမှမမြတ်ပြီးမှာပေါ့ဟာ အေးပါအေးပါငပင်းရဲ့လာပြီလာပြီအနောက်တော့ပိုတူးတို့အဖွဲနဲ့ဝမ်မကြီးတို့လည်းပေါတူးကင်ပြီးမြေဆွားနေသူအားဆွာအမိုက်တွေကိုရှင်းနေသူအားရှင်းနေကိုစီအလုရှုံနေခဲ့ကြတော့လားဝက်ကလေးသုံးခါကတော့ကိုပြေးလိုက်ဒီပြေးလိုက်စော်ကစားနေခဲ့ကြရင်ဇလန်လေးလေးပြီးဆုံးသွားခဲ့တော့တယ်